ိုကျွန်းနေအခုကျွန်တော်တို့လုပ်မဲ့အစီအစဉ်လေးရဲ့ခေါင်းစဉ်နဲ့သူ့အ내အတိတ်ပဲလို့တစ်ချက်တော့ရှင်းပြကျွန်တော်ရိုးလေးပဲပြောမယ်အဲ့ကျွန်တော်ခေါင်းစဉ်ကိုတိုက်လို့ပဲပြီးရင်လေတစ်လုံးနဲ့ဟုတ်တယ်တိုက်ပဲဟုတ်ကဲ့ခေါင်းပါလေတိုက်ဆိုတော့ရွှေငွေတန်ဇာရတစ်စီရှိတဲ့နေရာဒီစုစည်းတဲ့နေရာကိုတိုက်လို့ခေါ်တယ် သူအမူရင်းအတိတ်ဝယ်ကနောက်နောက်မမဲ့ရိမရေကဘုရားအတွက်ဝေယဝဆလို့ဖို့အတွက်ဟုတ်ရှင်ကြီးအဲစူသီးတာလှူရတာလေးအဲ့တိုက်ရင်သုံးတယ်။ဒီတိုက်တော့နားလဲပါပြီ။ဒါပေမဲ့အခုနပြောလို့လို့ဟိုဘယ်တိုက်ကိုကျွန်တော်တို့ကသွားကြပါလဲ။ကျွန်တော်တို့က ဂိတနဲ့ပဲနေတယ်အနုပညာတွေနဲ့ပဲနေတယ်သူတော့သင်္ဇာတော့နဲ့ကျောင်းနဲ့မဆိုင်ဘူးအဲကျွန်တော်ကဟုတ်ပြီအနုပညာတိုက်ပဲနုပညာဟိုဘောမတေရီစုနေတဲ့ဟုတ်တယ်တိုက်ကိုသွားပြီးတော့ကျူးကြပါဘူးဟုတ်တယ်ဟုတ်အဲအဲ့တော့တော့ဟုတ်ပြီဆလီမြင့်ဆောင်ကတော့ဟုတ်ပြီပေါ့ဘယ်သူနဲ့စပြီးတော့ကျွန်တော်တို့ကတိုက်ကိုဖွင့်ရအောင် မင်းအောင်နဲ့စာဖွင့်တယ်ဟုတ်တယ်မင်းသားလေးလို့လွန်ပြမယ် तू ကဟင်းစရာမမွေးတယ်ဟင်းစရာမကြီးတယ်ပဇိယလာကြတာပဇိမာမှာ तू ကမင်းသားလေးကိုလွန်ပြမယ်နာမည်ကြီးသွားတာ အဲ့စားအညောင်းဒီမှာဟုတ်တယ်ကိုသိမ်းပါလာကြတာအဲ့စားအညောင်းဒီဟုတ်တယ်ဗျာတတိရန်ထဲမှာနေသွားတာနေရအဲအဲ့အဲ့နေပါနာမည်ကြီးသွားတာမင်းအောင်လည်းပဲစကြပါ